တပီလုံးနဲ့တပီညီအပိခရဆဲမှုရှိနိုင်မှာတာတဲ့ပြည်တွင်းငင်းချမ်းရဲ့စစ်မှန်တဲ့ပြည်တွင်းငင်းချမ်းရဲ့ဖြစ်လာမှာဖြစ်တယ်လို့ကျွန်တော်ယုံကြည်ပါတယ်အစိုးရပဲရောအတိုက်ခံပဲရောဟိုပြည်သူရဲ့ရလကောင်းပြည်သူလူတွေလိုအပ်တဲ့ရလကောင်းတွေကိုဥထိတ်ထားပြီးတော့မှဟိုမေတ္တာတရားနဲ့ချစ်ခြင်းဖွဲ့ပြီးတော့မှဆောင်ရွက်စေခြင်းနဲ့ ကယ်ခံရတဲ့သူတွေကပြည်သူလူထုတွေပါဆိုတော့ပြည်သူလူထုတွေရဲ့လိုအပ်ချက်ကဘာလဲဆိုတဲ့ဟာကလက်မရေးထိုးဖို့ရတဲ့ပြည်စင်နေတဲ့အရာပြည်သူလူထုတွေကဘာမှမသိရဘူးဆိုရင်ဘာများဖြစ်လာမလဲဆိုတဲ့ဆိုရင်မှုတွေလည်းရှိနေသေးတယ်လက်ရှိရောက်နေတဲ့အဆင့်ဘယ်အဆင့်မှလဲဆိုတာနေရာမှအဆင့်မှကိုသိဖို့ပို့လို့လက်ရှိရောက်နေတာကအပြည့်ရခရစေးဆွေးနွေးညှိနှိုင်းတဲ့အဆင့်ဖြစ်တယ်ပြခရစေးမရသေးဘူး ညှိနှိုင်းတဲ့အဆင့်ဖြစ်တယ်။တဖွဲ့ချင်းရတယ်တနိုင်ငံလုံးမရဘူး။အဲညှိနှိုင်းတဲ့အဆင့်ကဒီအဆင့်ကိုသိချင်ကြညားလေမှာငင်းချမ်းရေးကိုရတဲ့အဆင့်ကဘလောက်လိုသေးလဲဆိုတာခံမှန်းလို့ရတယ်။ဒီကောင်ဆောင်ပိုင်းတွေရဲ့လောဆောင်မှုဟာအဓိကကျနေပါတယ်။သူတို့ရဲ့စဉ်းစားမှုတွေဟာဒီပြည်သူလူထုအတွက်တကယ်အကျိုးရှိစေတဲ့အရာတွေဖြစ်စေချင်တယ်ဆိုတော့ဆန္ဒရှိပါတယ်။အဲ့ဒီဟာကိုလည်းဖြစ်စည်းစေချင်ပါတယ်ပေါ့နော်။ အစိုးရဖက်နယ်တီတိုင်းတလဲနဲ့ကင်တွေဖက်မှာပေါ့ယုံကြည်မှုအဓိကတီဆောက်ပြီးတော့တို့တို့မှာအမြန်ဆုံးဒီတိုင်းပြည်အချိုးကိုငှဲ့ပြီးတော့ပြည်သူအချိုးကိုငှဲ့ပြီးတော့ပြည်သူလူထုငင်းငင်းချမ်းချမ်းနဲ့နေနိုင်ဖို့ပေါ့နော်ပြည်သူအချိုးကိုငှဲ့ပြီးတော့တို့တို့အမြန်ဆုံးဒီဂရိကဝတ်တွေပေါ့နော်လက်မှတ်ရေးထိုးနိုင်ဖို့လိုအပ်တယ်ဒီဟာပြည်ပခါနဲ့60ကျော်ဖြစ်ခဲ့တယ်လေတိုင်းသားတွေက အဲ့ဒါကြတော့အခုအခုချိန်မှာဒီတစ်နှစ်နှစ်နဲ့အတိုင်းတန်းတော့နှိမ့်နိုင်တော့ဒါတော့အဖြေမှန်တခုထွက်လာဖို့နည်းနည်းတော့ခရင်ပါတယ်ဆိုတော့အချိန်ကနည်းနည်းတော့ယူရမှာပဲဆင်းရဲပွဲတွေကနောက်နှေးတယ်မြန်ဆန္ဒတွေထက်ကျွန်တော်တို့ကစစ်မှန်တဲ့ငင်းချာရေးရလခေါင်းထွက်လာစေခြင်းနဲ့ဆန္ဒပဲရှိပါတယ်ပေါ့အဓိကကကျွန်တော်တို့လူချင်တာရလခေါင်းပေါ့နော် ကျွန်တော်ရပဲလူမှုစီးနေတာမြောင်းမှန်းချက်ကတော့ဒီရေစင်ရေစီတီတာလည်းငင်းငယ်ရုပ်ဖြစ်ဖို့ဆိုတာသူတို့ပေါ်ပါမှာအများကြီးမှုတည်တယ်လေကျွန်တော်ကဒါကတော့ဟိုငင်းငယ်ရုပ်ဖြစ်ဖို့ပဲကျွန်တော်ကအဆုတောင်းနေကြပါတယ်